င်္ဂလာပါရှင်။စာပေချစ်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ့်ဥစ္စာချင်းတို့နှင့်ပြည့်စုံပါစေလို့ SSW Reader Channel မှစုမုံကောင်းတောင်းအပ်ပါတယ်ရှင်။ယခုဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့စာရေးသူမောင်မြင့်ကျော်၏တဆေဝတ္ထုတူလေးများပဲဖြစ်ပါတယ်ရှင်။ဤစာအုပ်ကိုနားဆင်စေလိုရန်ဖတ်ပြရခြင်းဖြစ်ပါသည်။စာအုပ်ကောင်းများကိုပုံမှန်တင်ဆက်ပေးမှဖြစ်လို့နားဆင်နိုင်ရန် Channel လေးကိုလည်း Subscribe လုပ်ထားဖို့မမေ့နဲ့နော်။ညာဘက်ခြေထောက်မှချိတ်ခလဲ။ မန်တွန်ဂေဟာသည်တရဲချောက်သောအင်ဂျီဖြစ်ကြောင်းလူသိများပါသည်ထိုဂေဟာတဝိုက်ရှိကျေးလက်ဒေတာ၌နေထိုင်သူများနှင့်ထိုဂေဟာမှတမန်ခန့်အကွာတွင်ရှိသော မာရှယ်မြို့၌ရှိနေသူအများစုကထိုအချက်ကိုလက်ခံထားကြသည်တရဲချောက်သည်ဆိုသောအချက်ကိုတည်တည်ပြနေသည့်အချက်နှစ်ချက်ရှိပါသည်ပထမအချက်မှာထိုကိစ္စကိုစိတ်မဝင်စားသူများ၏၎င်းတို့ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရသူများကြောင့်ပင်ဖြစ်သည်ဒုတိယအချက်မှာထိုအင်ဂေဟာကြီးကိုယ်တိုင်ပင်ဖြစ်ပါတော့သည် ထိုအင်ဂေဟာဂျီ၌လူမနေတီမှာ၁၀နှစ်ကျော်ပြီဖြစ်သည်အင်ဂေဟာဂျီနှင့်တီးခြားရှိနေသောအဆောက်အအုံငယ်များသည်ပျက်စီးယိုယွင်းစာပြုတ်နေလေပြီအိမ်မကြီးအနေနဲ့မူရာသီဥတုတံကိုအလူးလဲခံထားရတော့လေလူနေထိုင်၍ရာသီအနေထားတွင်ရှိသေးသည် လေးတောင်ကြာကြာစောက်ထားသောနှစ်ထက်အင်ကြီးဖြစ်သည့်ဤအင်ကြီးဟာကြီးတဲ့နိုင်လွန်ခဲ့သော၁၀နှစ်ကျော်ကတညတွင်မစ္စတာမန်တွန်သည်အိယာမှထပြီးဇနီးဖြစ်သူနှင့်ကလေးငယ်နှစ်ယောက်တို့၏လေပင်တို့ကိုဓာတ်နှင့်လှီးဖြက်၍တက်ခဲ့ပြီးနောက်အခြားတနေရာသို့ထွက်ပြေးတိမ်းရှောင်သွားခဲ့လေသည်ထိုအချက်ကထိုအင်ကြီးဟာကြီး၌တရေကျောက်သည်ဆိုသောအယူဆကိုအထောက်အကူပြုခဲ့လေသည် အီအင်ဂေဟာကြီးတို့နွေရသည်တညက်နေခေတွင်လူလေးယောက်သည်မြင်းရထားတစီနှင့်ရောက်ရှိလာကြသည်လူသုံးယောက်ကမြင်းရထားပေါ်ကချက်ချင်းဆင်းလိုက်ကြတော့လဲတယောက်ကမြင်းရထားပေါ်၌ဆက်၍ထိုင်နေသေးပင်ဖြစ်သည်ဤတွင်တယောက်ကလာပါဗျာဟောဒီနေရာပါပဲဟုပြောလိုက်၏တို့ရာတွင် ထိုင်နေသူကမလှုပ်ရှားသေးပါထိုသူကပင် ပြန်ပြောလိုက်လေသည်ဒါပါလဲအခုကိစ္စကလိန်ညာလှည့်ဖျားတဲ့လှည့်ကွက်တစ်ခုပဲမဟုတ်လားဒီကိစ္စထဲမှာခမည်းကိုယ်တိုင်တော့ပါနေသလားမသိဘူး အပြောခံရသူကစိတ်စိတ်ပြန်ကြည့်ရင်ပြောလိုက်ပါကျင်လဲပါမှာပေါ့ဗျာဒါပေမဲ့ခမားကိုယ်တိုင်တစ်ဖက်ပုပ်ကိုကနေရရွေးထားတာကိုသဘောတူတယ်လို့ပြောခဲ့တာပဲကောင်းပြီလေခမားကတရေတို့တစေတို့၆လက်နာကိုကြောက်တဲ့ဆိုရင်တော့ကျုပ်ဘာကိုမှကြောက်တဲ့သူမဟုတ်ဘူးထို့သူကမြင့်ရထားပေါ်မှာခုံဆင်းပြီးကြံ၃ရောက်နဲ့အတူအိမ်ထဲသို့ဝင်လိုက်သွားသည်အဲ့ရဲ့တွင်ပန်း၌မှောင်နေသည်ဤတွင်အိတ်တကားကိုဖွင့်သူကဖျောင်းနိုင်နေမိจิตတို့ကိုထုတ်လိုက်ပြီးမိထွန်လိုက်ပြီး ၎င်းကပင်စင်းကြံလဲဤညာဘက်၌ရှိသောအခန်းတစ်ခန်းကိုဖွင့်လိုက်ပြန်၏အခန်းသည်လေးတောင်ကျပြီးအတံငယ်ကျဲဝန်းသည့်ဖြစ်ရာဖျောင်းတိုင်မီရောင်ကထိုခန်းထဲ၌ခတ်မိန်မိန်သာလင်းသည်ကျမ်းပြင်ပေါ်၌ဖုံအထက်လိုက်ရှိနေသည်ပင့်ကိုမြင်များသည်အခန်းတောင်များ၌ရှိနေကြသလိုအချို့ကတွဲလောင်းကျနေကြသည်ထိုပုဂ္ဂိုလ်များကိုဝါကျင့်ကျင့်မီရောင်ထဲ၌မြင်နေရသည်မှထူးဆန်းနေသည်မြင့်ထားပေါ်ကစင်းရန်တွန့်ဆုံနေခဲ့သောပုဂ္ဂိုလ်ကမူထူးခြားသည်ဟုဆိုရပါမည် သူသည်လူလက်ပိုင်းရွယ်ဖြစ်ပြီးကိုလုံးကိုပေါက်ထွားကြိုင်သည်ဂျင်အုံမောက်ပြီးပခုံးကျဲသည်သူခန္ဓာကိုယ်ကိုမြင်တွေ့ရခြင်းဖြင့်သူသည်လူပလူကြီးတယောက်ပေါ်မှာတန်မာထွားကြိုင်သူဖြစ်ကြောင်းသိကြရသည်သူသည်မုတ်စိတ်ကျင်ဆွယ်များကိုပြောင်းစင်နေအောင်ရိတ်ထားပြီးဖြူနေသောစပင်ကိုခတ်တူတူညှက်ထားသည်ညက်ပေါက်ကျင်းသလိုနှစ်ဖူးလည်းကျင်းသည်ညက်တွင်းချိုင်သောကြောင့်မျက်စိအယောင်ကိုတဲကွဲစွာမမြင်ရချေရက်ဆက်ပုံရသောနှကန်းများနှင့်ကြီးမားသောမေယူတို့ကကြောက်မက်ဖွယ်ကောင်းသောမျက်နှာသားကိုမြင်ကျွေ့နေရစေသည် ထိုမျက်နှာသား၏ကြောက်မက်ဖွယ်ကောင်းမှုကိုသွေးမရှိသလိုဖြူစွနေမှုကပို၍ထင်ရှားပေါ်လွင်စေလျက်ရှိသည်။ကြံပုတ်ကို၃ရောင်၏ပုံပန်းတံတန်းမှာတာမန်မြတာဖြစ်သည်။လူချင်းတွေ့မြင်ပြီးနောက်မမက်မီပဲမိသွားမိပုံကိုများဖြစ်ကြသည်၎င်းတို့သုံးယောက်သည်အထက်၌ဖော်ပြခဲ့သောပုံကိုထက်ပို၍အသက်ငယ်ကြသည်ဖျောင်းတိုင်မီနှင့်တကားတော့ကိုကင်ထားသူကပြောလိုက်ကျုပ်အထင်အရအားလုံးအစင်သစ်ဖြစ်နေပါပြီကဲမစ္စတာရိုဇာအစင်သစ်ဖြစ်ပါပြီလား ထိုအုပ်စုနှင့်ခက်ခွာခွာရဲ့နေသူကဥညွတ်ပြီးပြုံးပြလိုက်သည်"ကဲခမ ्या မစ္စတာဂရော့စမစ်ကရောခက်ချွာချွာပုတ်ကိုကြီးကမျက်နှာရှစ်ခေါက်ချိုးနဲ့ပြန်၍ဥညွတ်လိုက်သည်"ကဲလူချင်းမင်းတို့ကိုဘော်ကဝတ်ထားတဲ့ဝတ်စားတွေကိုချွတ်ကြပါ" ၎င်းတို့ကအုတ်ထုတ်၊ကုတ်ဝင်းကြီး၊ခါပြက်အင်ဂျင်နဲ့လက်စည်းတို့ကိုချုပ်ပေးလိုက်ကြပြီးအပြင်ဘက်ရှိစင်းကြံလန်းတဲ့သို့လွှင့်ပြစ်လိုက်သည်။ထို့နောက်ဖျောင်းတိုင်ကိုကင်ထားသူကခေါင်းငိမ်ပြလိုက်ရာ crossmate ကိုမြင့်ရထားပေါ်မှဆင်းရန်တိုက်တွန်းခဲ့သူ stoutta မြောက်ပုတ်ကိုက၎င်း၏အပေါ်ဝေးကုတ်ဝင်းကြီးအိတ်ထဲမှရှေလျားသောဓမြောင်ကြီးနှစ်လက်ကိုတရေနှင့်ပြုတ်လုထားသောတအိမ်များထဲမှဆွဲထုတ်လိုက်သည်။ထို့ပုတ်ကိုက rosa နှင့် crossmate တို့ကိုတချောင်းစီပေးရင်ပြောလိုက်၏ဒီဓမြောင်နှစ်ချောင်းဟာလုံးဝဆင်တူပါပဲ။ ဤနေရာတွင်ထိုဘုတ်ကိုနှယောက်သည်တေဒီအထိရှင်ပြန်တိုက်ခိုက်ကြတော်မူဖြစ်ကြောင်းသဘောပေါက်လောက်ကြပေပြီရှင်ပြန်မိသူနှယောက်ကဓမြောင်ဤဓာသွားနှင့်လက်ကင်တို့ကိုစစ်ဆေးကြသည်၎င်းတို့ကိုကုညီမိလက်ထောက်ပုတ်ကိုများကလည်းအခြားရှင်ပြန်မိပုတ်ကိုဤကိုပေါ်၌အခြားလက်နက်များကိုဝှဲ့၍ယူဆောင်လာခြင်းရှိမရှိရှာဖွေကြသည်ဖျောင်းနိုင်ကိုကင်ထားသူကပြောလိုက်ပြန်၏တကယ်လို့ Mr. Crossman ကသဘောတူညီတယ်ဆိုရင်လူချင်းမင်းကဟိုဘက်တောင်မှနေရာယူပေးပါခမညာ ထိုပုဂ္ဂိုလ်ကဝင်ပေါက်နှင့်ဝေးသောအခန်းတောင်ကိုညွှန်ပြလိုက်၏၎င်း၏လက်ထောက်ပုဂ္ဂိုလ်က crossmate ကိုလက်ဆွဲနှုတ်ဆက်ပြီးပြန်လာခဲ့သည် Mr. Rosa ကမူအပေါက်နှင့်ညီသောအခန်းတောင်၌နေရာယူလိုက်၏၎င်း၏လက်ထောက်သည် Mr. Rosa နှင့်အနည်းငယ်စကားပြောဆိုပြီးနောက်အပေါက်ဝါ၌ရှိနေသောပုဂ္ဂိုလ်ထံလျှောက်သွားတော်သည်ထိုခိုက်မှာပင်ဖျောင်းတိုင်မီရုတ်တရက်ငိမ့်သွားသဖြင့်အခန်းထဲ၌မှောင်မိုက်သွားလေသည်ဤတွင် အတန်တန်ကပြောလိုက်၏လူချင်းမင်းများခမညာ အပြင်းဘက်တကရွက်ပိတ်လိုက်တန်းကိုမကြားရခင်အထိစပြီးမလှုပ်ရှားကြဖို့ဖြစ်ပါれခမညာခြေတံများထွက်ပေါ်လာသည်ထို့နောက်အခန်းတကားကိုပိတ်တန်းနှင့်အပြင်းဘက်မှဒကမကြီးကိုပိတ်လိုက်တန်းကအိတ်တအိမ်လုံးကိုတုံခါသွားစေခဲ့ပါ၏မိနစ်အနည်းငယ်ကြာသောအခါအချိန်နောက်ကျမှပြန်လာသောယာသမားတယောက်သည်မာရှယ်မြို့စီသို့ဒုံးဆိုင်၍မောင်းနှင်သွားသောမြင့်ရထားတစ်စီးကိုလမ်းတွင်မြင်တွေ့လိုက်ရသည် ၎င်းကမြင်းရထား၏ရှေ့ဘက်ထိုင်ကုန်ပေါ်တွင်ထိုင်နေသူနှစ်ယောက်၏နောက်ဖက်၌တတိယပုဂ္ဂိုလ်တစ်ယောက်ပါလာကြောင်းထိုပုဂ္ဂိုလ်သည်အခြားနှစ်ယောက်နှင့်မတူဘဲအဝတ်ဖြူများကိုဝတ်ဆင်ထားသည်သာမကရှေ့မှနှစ်ယောက်တို့ကိုမှလုံနိုင်အောင်၎င်းတို့၏ပခုံးများကိုလက်နှင့်အတင်းဖိထားကြောင်းအဆိုပါအဝတ်ဖြူနှင့်ပုဂ္ဂိုလ်သည်တရေချောက်သောမန်တွန်ကေဟန်ရှေ့သို့ရောက်မှမြင်းရထားပေါ်သို့တက်စီးခြင်းဖြစ်ကြောင်းအခြားပုဂ္ဂိုလ်များကိုပြောပြနေလေတော့သည် ထိုကဲ့သို့မှောင်ထဲ၌နှစ်ဦးရဲ့ရှင်ပြိုင်တပ်ပွဲ၏ဇက်လန်းစားသည်ယခုကဲ့သို့ဖြစ်ပေါ်လာရခြင်းဖြစ်ပေသည်တရက်တော်ညနေခင်းတွင်မာရှယ်မြို့မှလူရွယ်၃ယောက်သည်ဟိုတယ်၏စင်ဝင်အောက်၌ထိုင်၍စကားပြောနေကြသည်၎င်းတို့၏အမိများမှကင်းစန်ချာနှင့်ရူစာဟု၍ဖြစ်ကြသည်၎င်းတို့နှင့်မနေမဝေး၎င်းတို့ပြောနေသည့်စကားများကိုကြားနိုင်လောက်သည့်နေရာ၌စတုဒါမြောက်ပုဂ္ဂိုလ်တယောက်ရှိနေသည် ထိုသူသည်ထိုနှင့်မွန်လွယ်ပိုင်ကမှဟိုတယ်သို့ရောက်ရှိလာသူဖြစ်ပြီး၎င်း၏အမိကိုဟိုတယ်၏မှတ်ပုံတင်စာရင်း၌ Robert Crossmay ဟုရေးသွင်းထားသည်။ကင်းကစတင်၍ပြောလိုက်၏ကျုပ်ကတော့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာကိုယ်နဲ့အင်ကတခုခုချွတ်ယွင်းနေတာကိုမကြိုက်ဘူး။အဲ့ဒီလိုချွတ်ယွင်းနေရင်စိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ဇာရိတ်တပိုင်းဆိုင်ရာမှာပါချွတ်ယွင်းချက်ရှိနိုင်တယ်လို့ယူဆတယ်။ Rosa ကပြောလိုက်။အဲ့ဒီလိုကိုယ်အင်ကချွတ်ယွင်းနေတဲ့အမျိုးသမီးတယောက်ဟာခမည်းရဲ့ဇနီးအဲ့လေ Mrs. Kim ပြစ်မလာနိုင်ဘူးပေါ့နော်။ ခမည်းပြောတာမှန်တာပေါ့ဗျာအဲ့ဒီလိုအမျိုးသမီးနဲ့ပေါင်းသင်းနေရရင်ကျုပ်လည်းစိတ်ချမ်းသာမှာမဟုတ်ဘူးဗျဆန်ချာကဝင်ပြောလိုက်ဤအေးလေဒီလိုအယူဆမျိုးလက်ခံထားသူထက်ပိုပြီးသဘောထားကြည့်တဲ့လူနဲ့ယူမိပြန်ရင်လေလဲချောင်နှီးခံရပြီးတေရတတ်တယ်နော်ခမရကဘသူ့ကိုပြောနေတယ်ဆိုတာကြောက်ရိပ်မိတယ်။အဲ့ဒီအမျိုးသမီးကမန်တူဆိုသူနဲ့လက်ချက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအမျိုးသမီးရဲ့ညာဘက်ခြေထောက်မှာချိတ်ကလေးပမလာတဲ့အတွက်သူ့ခမရလက်ပင်းကိုဓာတ်နဲ့လှီပြီးအသက်ခံရရှာတယ်။ ်ထို့အချိန်တွင်၎င်းတို့ပြောဆိုနေသည့်စကားကိုစုတ်ထမြောက်ပုတ်ကူကလူကြီးလူကောင်းမပီကြစွာခိုး၍နားထောင်နေကြောင်းတတိထားလိုက်မိတော်ရိုစာကထိုပုတ်ကူအား၎င်းတို့နှင့်ခက်ဝဲဝဲနေရသို့သွားထိုင်နေရန်ပြောလိုက်ရာမှအချင်းများကြနေတော်သည်နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်၏စိန်ခေါ်မှုကြောင့်ရိုစာနှင့်ထိုပုဂ္ဂိုလ်တို့ရှင်ပြန်တိုက်ခိုက်ရန်သဘောတူလိုက်ကြသည် ထိုပုဂ္ဂိုလ်ကမြစ်တာရက်ခံသည့်ဖြင့်စံချာက သူ၏အကူလက်ထောက်အဖြစ်ပါဝင်ဆောင်ရွက်ပေးရန်သဘောတူလိုက်လေသည် ထို့ကဲ့သို့အချင်းများနေစဉ်မစ္စတာကင်းသည် စကားတလုံးမှဝင်မပြောဘဲခရော့စမစ်ဆိုသူ၏မျက်နှာကိုတောင်တစ်ချိန်လုံးစိုက်ကြည့်နေခဲ့သည်ထို့နောက်ကင်းကလူစား၏အကူလက်ထောက်အဖြစ်ဆောင်ရွက်ပေးရန်ကောင်းညှိ၍သဘောတူလိုက်လေ၏ထိုရှင်မြန်တပ်ပွဲကိုနောက်နေ့ညတွင်ပြုလုပ်မည်ဖြစ်သည်သူအချိန်ကအနောက်တောင်ပိုင်းသားတို့၏ဒလိထုံးစံအတိုင်းမှောင်နေသောအခန်းတွေတွင်ဓမြန်ကိုစီနှင့်ရှင်ပြန်ကြရမည်ဖြစ်သည် ထိုကဲ့သို့ရှင်မြန်တိုက်ခိုက်ပွဲအပြီးနောက်တနေ့တွင်မန်တွန်ကေဟာကြီးသည်နေမြေတာဝန်ခံရဲမှုအတန်နှင့်အခြားနှစ်ယောက်၏လာရောက်ဆက်ဆဲမှုကိုခံယူရပြန်သည်ထိုနှစ်ယောက်အနက်တယောက်သောပုဂ္ဂိုလ်မှာရဲမှုအတန်၏လက်ထောက်ဖြစ်သူမစ္စတာ ကင်းဆိုသူနှင့်ကြံတယောက်မှာကွယ်လွန်သူမစ္စစ်မန်တွန်၏မောင်ဘရီဝါဆိုသူတို့ဖြစ်ကြသည်ထိုပြည်နယ်၏ဥပဒေအရပိုင်ရှင်ကစွပစ်သွားပြီးမည်သည့်နေရာသို့ထိုပိုင်ရှင်ရောက်ရှိနေကြောင်းမသိနိုင်ပါက ထို့ပုဂ္ဂိုလ်၏မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်ပေါ်ပေါက်လာမည့်အကျိုးကျေးဇူးတို့ကိုပြည်내ရဲမှုကပင်ခိတ္တမြတ်တာဝန်ယူ၍ထိန်းသိမ်းထားရလေရှိသည်ယခုပရိဝါသည်တရားရုံးတရုံး၏ဆုံးဖြတ်ချက်အရအမဖြစ်သူမစ္စစ်မန်တို၏ပစ္စည်းများကိုစစ်ဆေးရယူ၍အမွေဆက်ခံရန်ရောက်ရှိလာခြင်းဖြစ်သည်တိုက်ဆိုင်မှုတရက်အနေနှင့်လက်ထောက်ရဲမှုမစ္စတာကင်းသည်ယမန်နေ့ညကအီမန်တွန်ကေဟာ၏တကားကိုဖွင့်ခဲ့ပြီးဖြစ်တော်လဲယခုမူသူသည်ကွဲလွဲခြားနားသောရည်ရွယ်ချက်နှင့်ဖွင့်ရအောင်တော်မူဖြစ်သည် ။အိန္ဒိယတို့လိုက်ပါလိုခြင်းမရှိတော့လဲအထက်အရာရှိအမေအရာလိုက်လာရခြင်းဖြစ်သည်။တော်ကံမထားသောအိရှိတကားကိုဖွင့်လိုက်ပြီးနောက်ပြည်내ရဲမှုကတန်းတော်မြင်တွေ့လိုက်ရသောပစ္စည်းများမှာပစ္စက်လက်ခတ်စုပုံထားသောအမျိုးသားများ၏အဝတ်အစားများပင်ဖြစ်သည်။အုတ်ထုံနှလုံး၊ကုတ်ဝင်းကြီးနှစ်ထည်၊ခါပြန့်အင်းကြီးနှစ်ထည်နှင့်လက်စည်းနှစ်ခုတို့ဖြစ်သည်။ထိုပစ္စည်းများသည်ပစ္စည်းကောင်းများဖြစ်ကြတော့လေဖုံထုထဲ၌ရောက်ရှိနေသောကြောင့်မစ္စတာပရီဝါကပါတန်တော်ဖြစ်၍နေလေသည် ဤတွင်ပို၍စိတ်ဝင်စားစားပြုတ်လာပြီဖြစ်သောပြည်နယ်ရဲမှုအတံကညာဘက်မှအခန်းတကားကိုဖွင့်လိုက်ပြီးသုံးဦးစလုံးအတွင်းဘက်သို့ဝင်ရန်ဟန့်ပြင်လိုက်ကြသည်ထိုအခန်းထဲ၌မိသူမြန်ရှိဖို့မရပါမျက်စိကျဉ်းသားရလာသည်နည်းအများထိုအခန်း၏အဝေးဆုံးအခန်းတောင်၌ရှိနေသောအရာဝတ္ထုတစ်ခုကိုစတင်၍မြင်တွေ့လာကြရသည်ထိုအရာဝတ္ထုမှာအခန်းထောက်ကိုကြောပေးပြီးဒုတဖက်ထောက်၍ထိုင်နေသောလူတစ်ယောက်ဖြစ်သည်၎င်း၏ပခုံးများကအပေါ်သို့မြင့်တက်နေကြပြီးနရွက်နာအထိရောက်နေသည် ၎င်း၏လက်များကရှေ့ဘက်တွင်ရှိနေကြ၏လက်ဖဝါးများကိုအပြင်ဘက်သို့ဖြန့်ကားထားသည်လက်ချောင်းများကကားထွက်နေကြ၏ဖြူဖွေးနေသောမျက်နှာသည်ပုဝင်နေသောလက်ပင်ပေါ်မှအပေါ်ဘက်သို့မော့ကြည့်နေသည်၎င်း၏မျက်စိများမှာအစမတန်ပြူးကျက်နေကြသလိုဗစက်ကတဝက်ခန့်ဟနေ၏ဖော်မပြနိုင်လောက်အောင်ထိတ်လန့်နေသည့်မျက်နှာသားပင်ဖြစ်ပါ၏၎င်း၏ခြေရင်းတွင်လက်ထဲမှလွတ်ကျထားပုံရသောခက်ရှည်ရှည်တမျောင်းတစ်ချောင်းရှိနေ၏ သူသည်ကြောက်ရွံ့တစ်ခုပေါ်မှာတည်ဆုံးနေခဲ့လေပြီးအခန်းထဲ၌အခြားမိသည့်ပစ္စည်းများရှိမနေပါတကားပေါကွာရှိဖုံထူလာသောကြမ်းမြင်ပေါ်တွင်ရှုပ်ထွေးနေသောခြေရာများကိုတွေ့ကြရ၏ထို့နောက်အခန်းနေရန်နှင့်ကပ်၍၎င်းရှိနေသောနေရာသို့လျှောက်သွားခဲ့သည့်ပုပ်ကိုဤခြေရာများကိုတွေ့လိုက်ရပြန်၏ပြည်နယ်ရဲမှုနှင့်အဖွဲ့ကအဆိုပါခြေရာများအတိုင်းဆက်လျှောက်သွားခဲ့ကြ၏ပြည်နယ်ရဲမှုကရှေ့သို့စံတန်းနေသောလက်တချောင်းကိုကန်ကြည့်လိုက်ရာတန်ချောင်းကဲ့သို့မာကျောနေသည်ကိုတွေ့လိုက်ရလေ၏ စိတ်လှုပ်ရှားနေသောပရိဝါကရှုံ့မဲ့နေသောမျက်နှာကိုစိုက်ကြည့်နေပါ၏ပြီးမှဖျားရင်ဒီလူကမန်တုံပဲဟုအော်ပြောလိုက်လေမစ္စတာကင်းကလည်းဝင်ပြောလိုက်သည်ခမရပြောတာမှန်ပါတယ်ကျုပ်မန်တုံကိုသိပါတယ်ဟိုတုန်းကတော့သူကမုစိတ်ကြီးတစ်ဖွာဖွာသပင်ရှည်ကြီးနဲ့လေဒါပေမဲ့ဒီလူပါပဲတို့ရတွင်ကင်းကဤစကားများကိုဖြည့်ဆွက်၍ပြောပြတတ်ပါသေးသည် သူကရှင်မြန်တိုက်ခိုက်ဖို့စိန်ခေါ်လိုက်ချိန်မှာပဲကျုပ်ကသူ့ကိုမှတ်မိလိုက်ပါတယ်။ကျုပ်တို့ကသူ့ကိုဆိုးရွားတဲ့လှည့်ပြားမှုကိုမပြုတ်လုံပြီးရိုစာနဲ့စန်ချာတို့ကိုကျုပ်ကဖွင့်ပြပြခဲ့ပါတယ်။ကျုပ်တို့ကတရေဘိုးကြောင့်နဲ့လူသက်သမားတယောက်နဲ့ဆက်ဆံနေရတယ်ဆိုတာသိကြပါတယ်။ဒါကြောင့်သူ့ကိုမှောင်နေတဲ့အခန်းထဲမှာထားရခဲ့ပြီးကျုပ်တို့နောက်ကိုရိုစာကအပြေးလွှာပြေးလိုက်လာချိန်မှာရှုပ်ထွေးပြီးရိုစာကသူ့ဝတ်စားတွေကိုပြန်မြူဖြစ်ခဲ့ဘူး။ရှေ့အင်ဂျီနဲ့ပဲကျုပ်တို့မြင်းရထားပေါ်မှာပါလာခဲ့တယ်။ ို့ရာတွင်အဆိုပါစကားကိုမစ္စတာကင်းကတခုံးမှဖွင့်ဟ၍မပြောခဲ့ပါသို့တော်သူကထိုပုဂ္ဂိုလ်သိဆုံးခဲ့ရပုံကိုသုံးသက်ကြည့်မိသည်ထိုပုဂ္ဂိုလ်သည်၎င်းအတွက်တက်မှတ်ပေးထားသောနေရာမှတက်လက်မှမြပင်ရွှေ့ခဲ့ပုံမရပါသူ၏ကိုနေဟန်သားမှလည်းဓမြံကိုလွှတ်ချလိုက်သောကြောင့်ခုခံနေသည့်ဟန်သူမဟုတ်တိုက်ခိုက်သည့်ကိုနေဟန်သားမဟုတ်ပါကြောက်မက်ဖွယ်ကောင်းသည့်ကိစ္စတစ်ခုခုကို မြင်တွေ့ခဲ့ရသောကြောင့်အကြောက်လွန်ပြီးအသက်ပြောက်သွားခဲ့ပုံရပါသည်မိသည့်အရာဝတ္ထုကိုမြင်တွေ့ခဲ့ရကြောင်းသူမတွေးတတ်တော့ပါချေတို့ရာတွင်နေလေခင်းအလင်းရောင်ကြောင့်တကားပေါဝါမှာဒူးတောက်လျက်သားရှိနေသောအလောင်းစီတို့ဥတီ၍နေသောနောက်ထပ်ခြေရာများကိုသူတို့သုံးယောက်စလုံးမြင်တွေ့လိုက်ရပြန်မ၏ထိုခြေရာများမှာခြေဘွားတက်တက်ဖြင့်ရှောက်သွားကြသောခြေရာများဖြစ်ကြ၏ အပြင်ဘက်မှခြေရနှစ်ခုမှာကလေးငယ်များ၏ခြေရများဖြစ်ပုံရပြီးအလဲမခြေရမှာအမျိုးသမီးတယောက်၏ခြေရဖြစ်ပါ၏မြင်းမြိုင်ဘက်မှရှင်၍တွားနေသောထိုခြေရများသည်အလောင်းနှင့်တကိုက်ခန့်အကွာတွင်ရက်တန့်သွားကြ၏ပြန်လာပုံမရပါထိုခြေရများကိုပြိုင်တူမြေးလိုက်ရသောပရိဝါသည်ရှေ့သို့ငှုတ်၍ခြေရများကိုမမိတ်မတုံစိုက်ကြည့်နေပါ၏ထိုနောက်ပရိဝါကရုတ်တရက်အော်ဟစ်၍ပြောဆိုလိုက်သည်ဟောဒီခြေရကိုကြည်စမ်းပါဗျာ ူကအမျိုးသမီးညာဘက်ခြေရာကိုလက်ညှိုးထိုး၍ပြနေခြင်းဖြစ်ပါ၏အမျိုးသမီးသည်လမ်းလျှောက်လာရာမှရက်တန်လိုက်ပြီးထိုနေရာ၌ပင်မတ်တက်ရက်၍နေခဲ့ပုံရပါ၏ရှေ့ကလေးမရှိဘူးဗျဒါဂါထရူပဲဂါထရူသည်ကွယ်လွန်သွားခဲ့ပြီဖြစ်သော မစ္စစ်မန်တွန်ဖြစ်သလိုမစ္စတာဘရီဝါ၏အမလည်းဖြစ်ပါ၏